အားလုံးပဲမင်္ဂလာပါရှင် အခုပြပြပေးမယ့်ပုံမြင်လေးကတော့ဘရင်ကြီးနဲ့သမင်ကောင်းဆောင်ပုံမြင်လေးပဲဖြစ်ပါတယ်ရှင်။ဟိုးရှိရှိတုန်းကတိုင်းပြည်တပြည်မှာဘရင်တပါအုပ်စိုးခဲ့လေတဲ့ဘရင်ကြီးဟာအမဲလိုက်ဝါသနာဦးတယောက်ဖြစ်ပြီးအစာတောက်ကိုလည်းအလွန်နှစ်သက်ပါတယ်။သူ့ရဲ့တော်ဝင်စားတောက်ပွဲတွေမှာဟင်းလျာမျိုးပေါင်းတရာမကပါဝင်လေးရှိပြီးအထူးသဖြင့်သမင်သားကိုအလွန်နှစ်ချိုက်တာကြောင့်သူ့ရဲ့စပွဲပေါ်မှာသမင်သားဟင်းတစ်ခွက်အမြဲရှိနေခဲ့တယ်။ဘရင်ကြီးအသက်ရွယ်ကြီးရင်လာ တဲ့အခါအမဲမလိုက်နိုင်တော့ပေမဲ့သူချစ်တဲ့သမင်သားကိုတော့မဆွလွတ်နိုင်ခဲ့ဘူး။ဒါကြောင့်တော်လေးကသမင်အားလုံးကိုအရှင်ဖမ်းဆီးပြီးသူ့ရဲ့တော်ဝင်ဥယျာဉ်ထဲမှာမွေးမြူထားခဲ့တဲ့ဒီသမင်တွေထဲမှာဒုက္ခလိုအမိရတဲ့သမင်ဒီကြီးတကောင်ကိုလည်းပါဝင်တယ်။သူ့ရဲ့အမွေးတွေကရွှေလိုတောက်ပပြီးမျိုးလုံးတွေကဗရမ ्या လိုတလက်လက်တောက်ပနေတာကြောင့် အလွန်ခံများလှပပါတယ်ဘရင်ကြီးဟာဒီသမင်ကြီးကို အလွန်ချစ်ခင်ပြီးသူ့အသက်ကို ချမ်းသာပေးခဲ့တယ်တခြားသမင်တွေကိုတော့အကြီးဆုံးကနေအငယ်ဆုံးအထိအလဲကျသဖြည့်စေဖို့အမိန်ထုတ်ထားခဲ့တယ်သမင်တကောင်ရဲ့အလဲကျရောက်တိုင်းတုံးဝဲစဖို့မှုရှိကတတုံးပေါ်မှာ သူ့ရဲ့လေဘင်းကို တင်ပေးရတယ်စဖို့မှုရဲ့ဓာအောင်မှာသမင်များစွာတည်ဆုံးခဲ့ရတာကြောင့်ဒုက္ခသမင်ကြီးဟာအလွန်ပဲဝမ်းနဲ့နေခဲ့တယ်။ ။ဒီနေ့မှာတော့ဒုက္ခရဲ့သမင်အုပ်ထဲကကိုဝင်ဆောင်သမင်မာလေးအီမီတဲကောင်ဟာသူ့အလှည့်ကြားရောက်တော့မှာကိုတီးလိုက်ရတဲ့စိတ်တော်ကရောက်နေတဲ့အီမီဟာသမင်ကြီးဒုက္ခစီကိုတွားပြီးသူ့အဖြစ်ကို တင်ပြခဲ့တယ်။"အိုးသမင်မင်း၊ကျမရဲ့မမွေးသေးတဲ့ရင်သွေးလေးကျမနဲ့အတူ မလို့အဖဲမသိဆုံးစေချင်ပါဘူး။သူ့အလှည့်မရောက်မချင်းတခြားသမင်ငယ်လေးတွေနဲ့အတူပျော်ရွှင်စွာဆော့ကစားချင်ပါတယ်"လို့တောင်းဆိုခဲ့တယ်။ သမင်ကြီးဒုက္ခဟာအေမီရဲ့စကားကိုဂေယုတဆိုင်နားထောင်ပြီး ကောင်းပြီးတယောက်အတွက်နဲ့အသက်နှစ်ချောင်းမဆုံးဆုံးသေးရဘူးမင်းသွားတော့သွားတော့မင်းရဲ့အလှမရောက်အောင်ငါစီစဉ်ပေးမယ်လို့ဂေယုနာပြေးသွားတဲ့မျိုးလုံးတွေနဲ့ကြည့်ပြီးပြောလိုက်တယ်အေမီရဲ့အလှကြတဲ့နေ့မှာဒုက္ခသမင်ကြီးဟာစပေါ်မှုရှိကတုံးပေါ်မှာသူ့ရဲ့လေဝင်းကို ကိုယ်တိုင်သွားတင်ထားလိုက်တယ်ဒီမြင်ကွင်းကို တွေ့တော့စပေါ်မှုဟာအလွန်အံ့ဩသွားပြီ တမင်ကြီးကိုမသိရဖဲဘရင်ကြီးစီအပြေလွားသွားသတင်းပို့တခဲ့တယ်။ဘရင်ကြီးရောက်လာပြီးသူ့အသက်ချမ်းသာပေးထားတဲ့သူ့ရဲ့အချစ်တော်တမင်ကြီးတေဖို့အသင်းဖြစ်နေတာကိုတွေ့လိုက်ရတယ်။ဘရင်ကြီးကဘာကြောင့်အသက်ချမ်းသာပေးထားရသနဲ့ကိုယ့်အသက်ကိုအသေးခံရတာလဲလို့မေးလိုက်တယ်။သမင်ကြီးကကိုဝင်ဆောင်သမင်မာလေးအကြောင်းကိုဘယင်ကြီးကို ပြန်ပြောခဲ့တယ် ဒီအကြောင်းကိုကြားတော့ဘရင်ကြီးက မင်းလိုမြင့်မြတ်တဲ့စိတ်ဓာတ်ရှိသူကိုငါအယံလေးသားတဲ့မင်းအသက်ကိုငါချမ်းသာပေးတယ်။မိခင်မြတ်တာနဲ့ပြေးဝတဲ့သမင်မလေးကိုလည်းအသက်ချမ်းသာပေးခဲ့တယ်။ဇနဲ့သမင်အားလုံးကိုလည်းအသက်ချမ်းသာပေးလိုက်ပြီလို့ပြောလိုက်တယ်။ ငါရဲ့အစားအသောက်တမန်မှုကြောင့်အပြင်းမဲ့သမီးများစွာ အသက်ဆုံးရှုံးခဲ့ရတယ်။အခုငါသက်ပြည့်ခြင်းအမှုကိုရှောင်ကျင်တော့မယ်။ဒါကြောင့်သမီးမင်းမင်းရဖော်တွေကို တော်တဲ့ပြန်ခေါ်သွားပါတော့လို့ဘယင်ကြီးကမိန်ကြားလိုက်တယ်။ဒုက္ခနဲ့တကွာကြံသမီးအားလုံးဟာအသက်ဘေးမှာလွတ်မြောက်လို့ဝမ်းသာပျော်ရွှင်စွာနဲ့တောအုပ်ကြီးတွေကို ခုံပေါက်ပြေးဝင်သွားကြလေတဲ့ကွယ်။ ုံမြင်လေးရတော့ဒါပါပဲရှင်အဆုံးထိနာဆင်ပေးခဲ့တဲ့အတွက်ကြောင့်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ရှင်